မင်္ဂလာပါပရိသတ်ချေတို့ရှင်ကျမတို့ရဲ့ Silly Global Channel ကနေဒီဇင်ဘာ9ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တင်းဥဆောင်ကောင်းမီမေအကယ်ဒမီမြရတဲ့ဂျိန်စာတဲ့မင်းသားမင်းသမီးငါတို့တင် UFC ကမ္ဘာချန်ပီယံဖြစ်ပြီးနောက်ဒေါ်လာ3သိန်းနဲ့ရွှေကပတ်ကြီးနဲ့အတူနာမည်ကြီးဘောလုံးသမားဆီရိုနဲ့တူလောက်ချမ်းသာသွားတဲ့ဂျိုရှွန်အာဘန်တင်ရရှိသမျှစုကြေးတွေကိုသူမတုံးမေမြန်မာပြည်ကိုလာလူဖို့လေရင်လက်မှတ်တွေစီစဉ်နေတဲ့ကျွရှင်အာဘန်တဲ့တဲ့မြန်မာပြည်ရဲ့အကြောခွတော်ဆုံးမင်းသမီးငါဦးတဲ့တဲ့ ဖုန်းဆိုင်တူဖွင့်ထားတဲ့လွေမိုးနဲ့မပြတ်သေးခင်မှာနောက်ဘဲတစ်ကိုမြောင်ပြီးတူတူနေနေတဲ့ဗီဒီယိုတွေဖုံးမရအောင်ပေါ်လာတဲ့ထက်ထက်ထွန်းတဲ့တင်ပဲဖြစ်ပါရဲ့ရှင်။တင်းအောင်ဆောင်ကောင်းပြီမယ်။ကယ်ဒမီမီယာတဲ့ချိန်စာတဲ့မင်းသားမင်းသမီးငါဦး။တင်းအောင်ဆောင်ဘလောက်ကောင်းကောင်းကယ်ဒမီမီယာသေးတဲ့ချိန်စာတဲ့မင်းသားမင်းသမီးတွေမြန်မာနိုင်ငံမှာအများကြီးပါ။အကက်ဖားပဲမကောင်းလို့လား။ရုပ်ရှင်စီယုံဖွဲ့နေပဲမတည်လို့လား။ဘာကြောင့်မှမသိပဲအခုပြောပြသွားမယ့်သူတွေကတော့စူးကြီးနဲ့လွဲချော်ခဲ့ကြပါတယ်။ဒါဆိုဘသူတွေလဲဆိုတာကြည့်လိုက်ကြရအောင်နော်။ နံပါတ်၁ပိုင်းတကုံမြမနာမည်ကြီးဆုံးနဲ့အထင်ရှားဆုံးနံပါတ်၁နေရာကနာမည်ကြီးထမင်းငတ်တူကိုပြောမှာဆိုရင်ပိုင်းတကုံကိုအရှင်ဆုံးလက်ညှိုးညွှန်ရမယ်ထင်ပါတယ်။ဒီပိုင်းတကုံဆိုတဲ့တရုတ်ကပြမော်ရီမင်းသားချွချွန်လေးဟာဆိုရင်တော့မြမတနိုင်ငံလုံးကနှကန်းနီမာလေးရဲ့အသေးဆွဲပုရိသတပားဖြစ်ပါတယ်။2021မှာဆိုရင်လေ TC Candelaria The Hundred Most Handsome Faces of 2021မှာကမ္ဘာအချို့ဆုံးမျက်နှာပိုင်ရှင်နံပါတ်1နေရာမှာရွေးချယ်ဖော်ပြခြင်းခံခဲ့ရပါတယ်။ ပါနေကွန်ကတရိတ်ဆန်လေးတွေကိုချစ်ခင်ကျင်နာတဲ့ပိအဲ့ဒီတီလေးတွေနဲ့နေစဉ်ဖြတ်တမ်းမှုကိုလည်းဆိုရှယ်မီဒီယာမှာမျှဝေတက်ပါသေးတယ်။ဒီမင်းသားချောလေးရာဆိုရင်2014ခုနှစ်မှာမော်ဒယ်လောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပြီး2016ခုနှစ်ရင်အာဆီယံ Celebrity Explore Quest Malaysia 2016 ACEQM မှာနိုင်ငံကိုစားပြုနုပညာရှင် ဖြစ်တက်ရောက်ခင်ရတဲ့အထိထွန်းပေါက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ကံကောင်းရုပ်ရှင်ဇာတ်ကားကြီးနဲ့နာမည်ရထားပြီးနိုင်ငံတကာရုပ်ရှင်တွေကိုရှာကူးလျက်ရှိနေပါတယ်။အကယ်ဒမီတော့ဘယ်မှမမရသေးပါဘူး။နမနဲ့မိုးရီကိုမြမရုပ်ရှင်တရုတ်ဆောင်မော်ရီရုပ်ရှင်ထုတ်လုပ်သူဒါရိုက်တာအစားရှိတဲ့ဂုံပုံများစွာကိုပိုင်ဆိုင်ထားတဲ့မင်းသမီးဂျော်လီမိုးရီကလည်းအကယ်ဒမီနဲ့ချိန်ချိန်လွှဲချော်ရသူပါ။ ိုးရီကိုဟာအနောက်တိုင်းဆက်ဆံကြော်ရှင်းတဲ့သူမရဲ့အလားကြောင့်လူတီများခဲ့တာဖြစ်တယ်လို့ယနေ့ခေတ်ရုပ်ရှင်လောကရဲ့ဝင်ငွေကောင်းဆုံးမင်းသမီးဖြစ်လင်ဂုံတရင်ကြီးတဲ့သူဖြစ်ပါတယ်သူမက9ရက်နှစ်ကလေးကမော်ရီလောကကိုတရားဝင်ဝင်ရောက်ခဲ့တာဖြစ်ပြီးမရင်မထွက်နိုင်တဲ့မော်ရီရှောင်းလန်းပေါင်းများစွာကိုဖျက်ချော်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။သူမတစိမ်အောင်မြင်ကြောကြားလာခဲ့ပြီးရုပ်ရှင်ရိုက်ကူးဖို့ကန့်လန့်ခံခဲ့ရမှာ2005ခုနှစ်မှာတော့အိမ်မက်ကိုကျော်လွန်၍စကားကြီးနဲ့စက်ကောင်မင်းသမီးဖြစ်ပွဲဥထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ကျမမဟေသိအမြင်ဆတဲ့ဇာတ်ကောင်းတွေနဲ့ကြော်ကြားခဲ့ပါတယ်။2009ခုနှစ်မှာတော့မုံညိုင်မဲမျိုးဇာတ်ကောင်းနဲ့အကောင်ဆုံးဆက်ဆောင်မင်းသမီးစုကိုစုခုခဲ့ပြီး2014ခုနှစ်မှာလည်းနှလုံးသားဖြင့်ပြုလုပ်သည့်ရုပ်ရှင်ကားကြီးမှာအကယ်ဒမီစုကိုထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့်အမှုပညာတက်တန်ဆယ်စုနှစ်များစွာအကယ်ဒမီနဲ့ငတ်မှုခဲ့သူဖြစ်ပါတယ်။2009မှာတော့အားနာလူပေးတာဖြစ်နိုင်ပါတယ်။နောက်ပိုင်းမှာလုံးဝမရတော့ပါဘူး။နံပါတ်3အွန်လိုင်းဆိုင် စပောင်းမွေကြီးအွန်လိုင်းအစားဆိုရင်လည်းအကယ်ဒမီမရသေးပါဘူး။အွန်လိုင်းအစားဆိုရင်နိုင်ငံကုံဆောင် heavyweight champion တူဖြစ်ပြီးသူ့ရဲ့ထင်ပေါ်ကျော်ကြားမှုအားဆိုရင်မြန်မာမာသားမကကဘာကပါလေးစားရတဲ့တင်တင်းကြီးသူတရားလေးဖြစ်ပါတယ်။ဒါအပြင်2019ခုနှစ်ဇူလိုင်လ3ရက်နေ့ American နိုင်ငံ Las Vegas မြို့မှာကျင်းပတဲ့ World MMA Award 2018ဆုပေးပွဲမှာဆိုရင်လည်း2018ခုနှစ်ရင်နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု2018 International Fighter of the Year ဆု2019ခုနှစ်ဇွန်လ30ရက်နေ့ရန်ကုန်မြို့မှာကျင်းပတဲ့ကုကံပညာပေါင်းဆောင်အုံပြုရှင်ပြရတဲ့ MMA 1 Championship ပြိုင်ပွဲမှာလည်းကမ္ဘာ Championship ကိုစက္ကူးနိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်း Academy မရသေးပါဘူး။ ပရိသတ်ချင်းတို့ရောဘသူကိုအကယ်ဒမီတွေနဲ့ထက်မြင်ကျင်လဲဆိုတော့ comment မှာရေးပေးခဲ့ကြပါအောင်ရှင်။ယူအက်ဖ်စီကမ္ဘာချန်ပီယံဖြစ်ပြီးနောက်ဒေါ်လာ3သိန်းတန်ရွှေကပတ်ကြီးနဲ့အတူနာမည်ကြီးဘောလုံးသမားဆီရိုနက်တိုလောက်ချမ်းသာသွားတဲ့ဂျိုရှွာဗန်ဘောလုံးလောကမှာဆီရိုနက်တိုကအချမ်းသာဆုံးဆိုရင်ယူအက်ဖ်စီလောကမှာတော့ဒီနေ့ဆာပြီးဂျိုရှွာဗန်ကတထည်ကြီးစင်းဝင်ဖြစ်လာခဲ့ပါပြီဟုတ်ပါတယ် မြစိတ်တမိတ်တွင်မှာပဲမြမနယ်ပွားချင်းတာဟင်သားလေးဂျွရှွာပန်းဟာတာမန်လူတန်းစားပေါ်ကနေကပ္ပကျော်တထေးကြီးရဲ့ level ကိုရောက်ရှိသွားတဲ့မြမကုံဆောင်ချင်းတာဟင်သားလေးချောင်းကိုပြောပြပေးချင်ပါတယ်ပထမဆုံးသူပိုင်ဆိုင်ခွင့်ရလိုက်တဲ့ UFC Legacy Champion Bad Luck Corey ရွှေကပတ်ကြီးချောင်းကိုကြည့်ရအောင်ဒီကပတ်ကရွှေရွတတပြောင်းအချိန်ရန်ကုန်မြို့နယ်ရွှေတောင်ကြားကတိုက်ခန်းတခန်းဒါမှမဟုတ်စိန်ခံကားတစ်စီးကိုခါမှပတ်ထားတာနဲ့တူတူပါပဲ ။ဘာကြောင့်လဲဆိုတော့ဒီကပတ်တစ်ခုရဲ့ရတန်းမှုကအမေရိကန်ဒေါ်လာ3,300,000ကျော်တန်းချီရှိလိုပါပဲ။မြန်မာငွေနဲ့တွက်လိုက်ရင်တိမ်ပေါင်း13000ကျော်တန်မှုရှိပါတယ်။ဒီကပတ်ကြီးကအလေးချိန်နှစ်ပိတ်တာကျော်နည်းလမ်းပြီးရွှေစစ်စစ်တွေတန်မှုကြီးပရံများတွေစိန်တွေနဲ့စီချထားတာဖြစ်ပါတယ်။အမိုက်စားချက်ကတော့ဒီကပတ်ကအငားမဟုတ်ပါဘူး။ကျွရွှာပန်တွက်ပိုင်းမှာ နောက်ပွဲတွေမှာသူရှုံးချင်ရှုံးမင်းဒါပေမဲ့ဒီဒေါ်လာ3သိန်းကျော်ရန်ရွှေကပတ်ကြီးကတော့သူ့ရဲ့အေကမ်းမှာထောင်ရခန်းနားစွာရှိနေတော့မှာပါဒါသူ့ရဲ့ပထမဆုံးပိုင်ဆိုင်မှုကြီးပါပဲ။ဒါပေမဲ့ပုပ်ပြီးအံ့ဩဖို့ကောင်းတာကသူ့ရဲ့ဘန်ကောင်တွေကိုစီးဝင်လာမယ့်ငွေတွေပါ။စီရနာတိုရူလိုကဘာကျော်ဘောလုံးသမားတွေကတပတ်ကိုလုခလာစာဒေါ်လာသိန်းချီရတယ်ဆိုပြီးအလုံးကအားကြခဲ့ရဘူးပါတဲ့။ အခုတော့ဂျိုရှွာဗန်ကအဲဒီဝင်ဝင်မျိုးကို26စက္ကန့်လေးတွင်မှရှာဖွေနိုင်ခဲ့တာပါ ပွဲထိုးတဲ့ချိန်နိုင်ပွဲစုချိန် performance bonus စွမ်းဆောင်ရင်းနဲ့ PPV ပေးပါပြုရုပ်တံဝေစုတွေအားလုံးကိုပေါင်းလိုက်မယ်ဆိုရင်ဂျိုရှွာဗန်ရရှိတဲ့ငွေပမာဏကဒေါ်လာတန်ခမ်းအထိရှိသွားပါပြီမြန်မာငွေနဲ့ဆိုရင်ဘီလီယံပေါင်းများစွာချမ်းသာတဲ့တထည်ကြီးတစ်ယောက်ဖြစ်သွားပါပြီ စင်စားကြည့်ပါဟာကမြွနယ်လေးကနေအမေရိကန်ကိုဒုက္ခတဲ့ပြေးရောက်သွားတော့ကသူ့မှာဘာမှမရှိခဲ့ပါဘူးဒါပေမဲ့ခုချိန်မှာတော့သူဟာစီရော်နက်တွန်ရုလိုပဲလူကျင်နာဝင်စားကျင်နာစားနေကျင်တယ်လို့နေနိုင်တဲ့ကမ္ဘာချမ်းသာဆုံးအကစားသမားဂုံပုတ်ကိုရရှိသွားခဲ့ပါပြီသူတယောက်တည်းချမ်းသာတာမဟုတ်ပါဘူးသူ့ရဲ့မိဘဆွေမျိုးတစ်တိုင်လုံးကိုပါဆင်းရဲခြင်းတွင်းနေကနေဆွဲထုတ်ပြီးတထင်းမျိုးရုပ်ဖြစ်ပြောင်းလဲပေးလိုက်တာပါ တကယ်တော့ဒီပြောင်းလဲကောင်မြန်မာလူငယ်တွေအတွက်တော့တကယ်ကိုကြီးမားတဲ့ခွန်အားပါပဲအရင်တုန်းကအားကစားလို့ရင်ထမင်းငတ်မယ်ဆိုရင်ရှေးရိုးဆွဲယူစားရီကိုဂျိုရှွာဘန်ကရိုက်ချိုးပြလိုက်ပါပြီကမ္ဘာစစ်မှာအောင်မြင်ရင်ဘောလုံးသမားဆီရိုနက်ဒိုလိုလက်ဝဲကျော်မေဝဲသားလိုမျိုးဘီလီယံနာတထည်ကြီးဖြစ်နိုင်နေဆိုတော့ကိုသူကလက်တွေ့တက်တည်ပြလိုက်တာပါဒါပြင်သူ့ရဲ့ကြွယ်ဝမှုကသူမိသားစုနဲ့မကဘဲနိုင်ငံရေးကုန်တိတ်ခံကိုပါမြင့်တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကလာရေးသူတွေဟာကမ္ဘာလေမှာမျက်နှာငယ်စရာမလိုတော့ပဲထိတ်တန့်အတိုင်းဝိုင်းမှာပခုံးရှိန်ရက်တည်နိုင်ပြီဆိုတော့ကိုကျွတ်ကျွတ်ဗန်းကငွေကြေးအင်အားနဲ့ရောစွန့်ရင်နေပါတက်တေထူလိုက်ခြင်းဖြစ်ပါတယ်ကဘာပေါ်မှာငွေရှာရတာခက်တယ်လို့ပြောကြပေမယ့်အရေးချင်းရှိတဲ့သူရဲကောင်းတယောက်အတွက်တော့တညဟာလုံလောက်ပါတယ်။ကျွတ်ကျွတ်ဘန်ကတော့အဲ့ဒီတညမှာပဲသူ့ရဲ့ကံကြမ္မာကိုပြောင်းပြန်လှန့်ပစ်လိုက်တာပါ။ အင်္ဂစားသမားတယောက်အနေနဲ့ရောင်းစီးပွားရေးရပါသူဟာထိတ်ဆုံးကိုရောက်ရှိသွားခဲ့ပါပြီ။မကြာခင်မှာဒေါ်လာ3သိန်းနဲ့ရွှေကပတ်ကြီးကိုပကုံးမော်တင်ဘီလီယံချီရဲ့ကြွယ်ဝမှုတွေကိုပိုင်ဆိုင်ထားတဲ့ဂျိုရှွာဘန်ကိုစူပါစတားတယောက်ဖြစ်မြင်တွေ့ရတော့မှာပါ။ကေပရိတ်တကြီးရင်26စက္ကန့်အတွင်းမှာဘဝကိုပြောင်းလဲပြီးစီရိုနာဒိုလိုအားကစားတထည်ကြီးဖြစ်လာတဲ့ဂျိုရှုအဘန်ရဲ့အောင်မြင်မှုကိုကြည့်ပြီးဘယ်လိုခံစားရပါသလဲကျိုးစားရင်ချမ်းသာရင်ဆိုတော့ဒါမျိုးကိုခေါ်တာဖြစ်မှာပါ ဂျိုရှွာဗန်တွန်ကွန်ပျူစကားလေးတွေကို comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်။ရရှိသမျှစုကြည်တွေကိုသူမတုံးမြေမြမာပြည်ကိုလာလူဖို့လေရင်လက်မှတ်တွေစီစဉ်နေတဲ့ဂျိုရှွာဗန် ူပူနွေနွေ UFC Flyweight ကမ္ဘာချန်ပီယံကျွရှင်အဘန်ကမ္ဘာချန်ပီယံခပန်နေတူမြန်မာပြည်သက်တွေရှိမှအောင်ပွဲခံမှုအတွက်မြန်မာနိုင်ငံကိုပြန်လာဖို့လက်ရှိမှာလင်းရင်လက်မှတ်တွေနဲ့ပြည်ဝင်ခွင့်ဗီဇာရဖို့စတင်စီစဉ်နေပြီလို့သတင်းကောင်းကြားပါရယ်။ဒါ့အပြင်ကျွရှင်အဘန်ဟာပန်တိုချာကိုနိုင်ယူပြီးရရှိလိုက်တဲ့ဒေါ်လာတန်းချီစုတင်းငွေတွေကိုသူ့အတွက်တပြားတစ်ချက်မှမတုံ့ဆွဲပဲမြန်မာပြည်ကနွမ်းပါသူတွေနဲ့အခုကြီးလိုအပ်နေတဲ့သူတွေကိုလှူဒါန်းမဲ့လူကြီးညာထားတာပါ။ အခုတော့အဲ့ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့သူကိုယ်တိုင်မြန်မာပြည်ကိုပြန်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။အထူးကြောင့်ဆုံးအစီအစဉ်ကတော့ဂျိုရှွန်အဘန်ဟာဒေါ်လာ3သိန်းကျော်တန်တဲ့ UFC ရွှေခပတ်ကြီးကိုပကုံးမောင်းခြင်းပြီးရန်ကုန်မြို့ကြီးထဲမှာလဲလဲကပရိသတ်တွေနဲ့အတူအောင်ပွဲခံမှုပြုလုပ်သွားမယ်လို့သိရပါတယ်။ကမ္ဘာ့ဆင့်ချန်ပီယံတယောက်ကိုရန်ကုန်လမ်းမကြီးပေါ်မှာမြင်တွေ့ရမယ်မြင်ကွင်းက တကယ်ကိုကြက်သီးထစရာဖြစ်လာမှာပါ။ အမေရိကန်မှာစိန်ခံကားတွေစီးပီးနေလို့ရပေမယ့်ကိုယ်နိုင်ငံကလူတွေဒုက္ခရောက်နေချိန်မှာပြန်လာပြီးဖေးမှကူညီမဲ့ဂျိုးရှွာပန်ရဲ့စိတ်ထားကတကယ်ကိုရှားပါပါတယ်။သူ့ရဲ့အိမ်ပြန်ခေးကပရိသတ်တွေအတွက်တော့မျှော်လင့်ချက်ရောင်ချပါပဲ။ကေပရိသတ်ကြီးရဲ့ဂျိုးရှွာပန်ရန်ကုန်ရောက်ရင်လေးစိတ်ထိတွားချိုကြမလား။ရွှေကပတ်ကြီးနဲ့ရန်ကုန်မြို့ရဲ့လှည့်လည်မဲ့ပွဲတော်ကြီးကိုရောစိတ်လုံရှားနေကြပြီလား။မြန်မာပြည်ကိုပြန်လာမဲ့ကမ္ဘာ့ UFC ချန်ပီယံကိုကြိုဆိုမလားဆိုတော့ပြောသွားကြပါအောင်ရှင်။ မြမပြည့်ရဲ့ကြော်ခွတော်ဆုံးမင်းသမီးငါးဦးကြော်မယ်ခွမယ်နိုင်မယ်လို့ပြောလိုက်တာနဲ့ပြင်းပြင်းမိတဲ့မင်းသမီးငါးဦးရှိရဆိုရင်ပြိတက်ကြီးကိုရှုံကြမလားရှင်မင်းသမီးလုံးနဲ့ယောက်ျားဆိုတာခွဲခြားမရဘူးဆိုတဲ့စကားအတိုင်းမြမနိုင်ငံကမင်းသမီးများစွာတဲ့ကမှထင်းထွက်နေအောင်လှပခံရတဲ့မင်းသမီးငါးဦးဟာသူများနဲ့ကိုစနိုက်ကျော်ထားကြပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးမှာတော့ဘသူနိုင်တော်ဆုံးလေးဆိုတာကိုတန်းစီပြောပြပေးသွားမှာပါ။နံပါတ်၁ရွှေမုံရည်တီ အချိန်မင်းသမီးလို့နာမည်ကြီးတဲ့ရွှေမုံရတီကတော့ပန်ကိတ်တာတာနဲ့ရွှေထူးကြမှအမွေကောင်းသူဖြစ်ပါတယ်တေးဆောင်လောကကိုဝင်လာကားဆောင်ကအင်မတန်ကွမ်းတဲ့ fashion တွေကြောင့်လူကြီးစရာဖြစ်ခင်ရတဲ့အတွက်ရွှေမုံရတီကသူ့ကိုယ်သူပြန်လေးပြင်ဆင်ခဲ့ပြီးနောက်ပိုင်းမှာ fashion လမ်းစာနဲ့ပို့ပြီးအထားကြတဲ့တေးဆောင်မင်းသမီးတူဖြစ်လာခဲ့ပါတယ်။ Academy ပေးပွဲတစ်တိုင်းလည်းအမြင့်လူလူစောင့်ကြည့်ခံရသူတူဖြစ်လာခဲ့ပြီးဈေးကြီးလို့နဲ့တကယ် brand တွေကိုမှသူများနဲ့လုံးဝမတူတဲ့ design မျိုးနဲ့ဝတ်ဆင်လေးရှိပါတယ်။ ကြောင့် smart ချာဆုံးတဲ့ fashion မိုင်းမှာတောင်းဟုတ်တဲ့မင်းသမီးကိုလက်ညှိုးထိုးပြပါဆိုရင်ရွှေမုံရတီလို့ပဲပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလောက်မိမိုက်နေတဲ့ fashion တွေဝစ်ခင်တာတော့သူများရည်စားကိုဖျက်ခုတ်ပြီးအိမ်အောင်ပြုတ်သွားတာမို့ရွှေမုံရတီကိုပြိတက်တီကနှမျောနေကြပါတယ်။နမနဲ့ဝတ်မုံရွှေရင်မြန်မာနိုင်ငံနာမည်ကျော်ထိပ်သီးမင်းသမီးကြီးဖြစ်တဲ့ဝမ်မုံရွှေရာဆိုရင်နာမည်ကျော်ကြသလောက်ယောက်ျားတည်းနဲ့လည်းအင်မတန်ကျော်ကြတဲ့မင်းသမီးတူဖြစ်ပါတယ်။ အကယ်ဒမီနဲ့ဆူရရှိထားပြီးပရိသတ်ကကိကိလို့ခေါ်ကြတဲ့ဝမ်မုံရွှေရင်ဟာဖေတူမေကွဲအမဖြစ်တဲ့ဖွဲ့ဖွဲ့နဲ့အပြိုင်ဆိုင်ရေးပန်းစားနေအောင်ဖက်ရှင်ကိုအမြဲစမ်းတည်ခဲ့ပြီးသူမရဲ့မင်္ဂလာပွဲမှာဆိုရင်လည်းအင်ကြီးဒီဇိုင်းတိုင်းကိုတမူထူးနေအောင်ပြင်ဆင်ဖန်တီးခဲ့ပါတယ်အစကဝမ်မုံရွှေရရှမ်းစော်ပွားလူချမ်းသာတို့ဖြစ်တဲ့ဆိုင်းဆိုင်းခလိုင်နဲ့ချစ်ချိုင်ခဲ့ပြီးအဲဒီလိုချစ်ချိုင်နေစဉ်တွင်မှာတဲ့ဦးတန်းရွှေလိုခရိုနီကြီးရဲ့မြေဖြစ်တဲ့နေရွှေသွင်းအောင်နဲ့ခုတ်ပြေခဲ့ပူပါတယ် နေရွှေသွင်းရောက်ကဝမုံရွှေကိုရိုက်ကူးရေးပြုလုပ်နေစဉ်တွင်မာတဲ့ကားတင်ပြေခဲလို့တတင်းကြပြီးမြို့စုံပြားကသူ့ရဲ့ကိုပိုင်ဘင်္ဂလိုစီကိုတညရင်နေရတိတိခေါ်ဆောင်သွားခဲ့ဘူးတယ်လို့သိရပါတယ်အဲ့ဒီအတွက်ရော့ကျင်းနေနေနေရွှေသွေးအောင်ကတမုတ်ကြီးကားတစီနဲ့အဖိုးတန်လက်ဆောင်ပေါင်းများစွာကိုပေးခဲ့တယ်လို့ကောလာဟာလာတွေထွက်ပေါ်လာခဲ့တာမို့သူမရဲ့ဖက်ရှင်နေနောက်မှာဖုံးခွဲထားတဲ့ဇီးအိုက်ကိုတော့ပြိတက်ကသဘောမတွေ့ခဲ့ကြပါဘူး။ ဘလူပဲဖြစ်ဖြစ်ဝမုံရွှေကလက်ရှိမှာတော့နောက်ထပ်လူချမ်းသာသူဖြစ်တဲ့ဒိတ်ဒိတ်ကျဲတတိသာကိုနိုင်ဖြိုးချောင်းနဲ့လက်ထပ်သွားခဲ့ပြီးယနေ့တိုင်းယောက်ျားမျက်နှာတက်ကပါလုံနေစေဖြစ်ပါတယ်။ နံပါတ်3အိန္ဒြာကျောင်းစင်အယုံရှင်းဆုံးကလှပဆုံးမင်းဆိုတဲ့စကားကိုမဟာစံနဲ့လှနဲ့ကောင်းဆုံးပုံဖော်ထားတဲ့မင်းသမီးကြီးအိန္ဒြာကျောင်းစင်အားဆိုရင်လေတက်မုံမြင်တဲ့နာမည်ထွက်ပေါ်တဲ့ပြည်တီဦးကိုလူယူထားသူဖြစ်ပါတယ်။အမြဲပြုံးချွချွနဲ့ပြည်သက်တီကိုဖွံ့ဖြိုးတတ်တဲ့အိန္ဒြာကျောင်းစင်ကအင်ကြီးတစ်ထည်ကိုနှစ်ခါဝှေ့လိမရှိပေမယ့်တက်မုံမြင်နဲ့ဘာလူလူဖြစ်နေတဲ့ပြည်တီဦးကိုရောင်းယူခဲ့သူဖြစ်ပါတယ်။ကေပရိတကြီးရေဒီကနေ့တင်ဆက်ပေးသွားခဲ့တာကတော့မြန်မာနိုင်ငံရဲ့အကျော်ခွတော်ဆုံးနာမည်ကြီးမင်းသမီးငါးဦးကြောင့်ဖြစ်ပါတယ်။ အကိမ်းများဒီငါးရောက်ကိုပြန်ရှင်းကြည့်ရင်ရောဘယ်တယောက်ကသာအကျွမ်းဆုံးဖြစ်မလဲဆိုတော့ကိုပရိသတ်တို့ပဲ comment မှာ share ခဲ့ပေးကြပါအောင်ရှင်။ဖုန်းဆိုင်တူဖွင့်ထားတဲ့လွေမိုးနဲ့မပြတ်သေးခင်မှာနောက်ဘဲတစ်ကိုမြောင်ပြီးတူတူနေနေတဲ့ဗီဒီယိုတွေဖုံးမြအောင်ပေါ်လာတဲ့ထက်ထက်ထွန်းမင်္ဂလာပါပရိသတ်များရှင်။အခုလက်ရှိမှာ ပွဲစုနေတာကတော့ထက်ထက်ထွန်းရဲ့သူ့ရဲ့ရေးသားတဲ့ကြောင့်ပါ။ အရှင်ကြီးစားဖြစ်တဲ့ကိုလွင်မုန်းနဲ့တက်တက်ထွန်းကိုတတော်များများကလင်မယားလိုတောင်ထင်နေကြတာပါဘာလို့လဲဆိုတော့သူတို့နှစ်ယောက်တွဲနေခဲ့တာတက်တက်လေးကြာပြီဖြစ်တဲ့ပြင်ဖုံးဆိုင်လေးတူတူဖွင့်ထားတာကြောင့်မို့လို့အနာကက်ကိုတူတူရှောင်းလန်းဖို့အတွက်နှစ်ယောက်စလုံးကအဆင်သင့်ဖြစ်နေပုံပေါ်လို့ပါနှစ်ယောက်စလုံးကအတူတူနေခဲ့ကြတာကြပါပြီဒါပေမဲ့အခုတော့ကိုလွင်မုန်းနဲ့မပြတ်သေးပြင်နောက်ဘဲတင်လီထားပြင်မြူဆွဲချူစားနေတဲ့အကြောင်းနဲ့ဖုံးမရအောင်ပေါ်လာတာကြောင့်အခုတော့သူကိုယ်တိုင်ဝန်ခံလိုက်ရပါပြီ။ လက်ရှိမှာထက်ထက်တုန်းကအဲ့ဒီဘဲတင်လေးနဲ့အတူတူနေပြည်တော်မှာခီးထွက်နေတာပါဗီဒီယိုတွေဘလို့စားပြီးပေါက်ကြားသွားလဲဆိုရင်ကိုလင်မုံနဲ့မပြတ်ခင်အချိန်ကာလအတွင်းမှာထက်ထက်တုန်းကအဲ့ဒီကောင်းလေးနဲ့စားပြီးတော့ပတ်သက်နေခဲ့ပါပြီကောင်းလေးဘက်ကလည်းဂျိုးနှောင်းထွက်ပြီးတော့ပြန်လဲပတ်သက်ခဲ့တာပါလုံခဲ့တဲ့လားရီတဲ့ကဆာလို့အဲ့ဒီကောင်လေးဘက်ကနေထက်ထွန်းနဲ့အတူတူရိုက်ထားတဲ့ပုံလေးကို My Dear Post ပါမကြာခဏတင်လေးရှိပါတယ် အောင်မလေး beauty blogger ချက်တီတို့လိုအကြောင်းတီတွေက comment နေတော့ဝင်ဝင်ရေးကြပါတယ်။အဲ့ဒီကိစ္စကြောင့်မေကိုလွန်မှုကထက်ထက်တွန်းကိုဖျက်သွားတာလေးဖြစ်နိုင်ပါတယ်။ပြောရရှင်ထက်ထက်တွန်းကလှေနဲ့နှစ်ဖက်နှင်းကျင်တာပါ။တစ်ဖက်မှာလေအားကိုးရတဲ့ကိုလွန်မှုကိုလက်မလွန်နိုင်သလိုနောက်တစ်ဖက်မှာလေနှုတ်မျက်နှုတ်ကြိုက်တယ်လို့ပြောရအောင်သူထက်အတန်များကြီးငယ်တဲ့ကောင်းလေးကိုမှဆွဲလန်းပြီးလက်မလွန်နိုင်ဖြစ်နေတာပါ။ အဲ့ဒီလိုနဲ့ပဲကောင်းလေးဘက်က Facebook မှာဒါမကားပဲ TikTok မှာလည်းသူနဲ့အတူတူရှိနေတဲ့ဗီဒီယိုတွေကိုမကြာခဏတင်နေပြင်ထက်ထက်ထွန်းလို့ hashtag ကြီးနဲ့ပေါ်ပြလာတာကြောင့်မို့လို့နောက်ဆုံးမှာတော့သူတို့ရဲ့ပြဿနာတွေကဖုံးမရအောင်ပေါ်လာခဲ့တာဖြစ်ပါတယ်။ပြဿနာဆိုတာထက်ဆက်ရှုပ်တွေပါ။တစ်ဖက်ကောင်းလေးနဲ့လည်း official သဘောမျိုးတွဲနေတယ်လို့တစ်ဖက်ကကိုလွန်မုန်းနေလည်းထက်ထက်ထွန်းကမပြတ်တာပါ။ သူတို့နှစ်ယောက်ဗီဒီယိုတွေစတင်ပေါက်ကြားသွားတော့ငါဆိုရင်ပရိသတ်တွေက AI လားမိတ်ခက်ပြင်စရာလားအချောက်ကြီးလားဆိုပြီးတော့တောင်ထင်ခဲ့ကြပါသေးတယ်။ဒါပေမဲ့အခုမှသာလေသူတို့နှစ်ယောက်ကခိုးစားနေတဲ့ချစ်သူစစ်စစ်တွေဖြစ်ကြောင်းအားလုံးကအတည်ပြုလိုက်ကြတာပါ။ပရိသတ်ချင်းတို့ရောဒီနှစ်ယောက်ကိုသဘောတူကြလားနော်။